လုံးပဲမင်္ဂလာပါကျွန်မနာမည်ဆမ်လို့ပါအခုပရမစနာမှာလုပ်ဆောင်နေတဲ့ဝန်ထမ်းတယောက်ဖြစ်ပါတယ်ဒီကနေ့အာကျွန်မဒေါက်တာအိမာနဲ့ဒီအိမ်ကောင်းကင်ဆာဆစ်ဆေးချင်းဆိုတဲ့ topic နဲ့ interview လုပ်မှာဖြစ်ပါတယ်ဟုတ်ကဲ့ရှင်မင်္ဂလာပါကျွန်မဒေါက်တာအိမာပါကျွန်မဒီ grace help မှာဆိုရှင်ထွေထွေရောဂါကုဆရာဝန်အနေနဲ့လောက်ဆောင်နေရနှစ်20နှစ်ရှိပါပြီအခုလိုမေးမြန်းတွင် ဖြေဆိုခွင့်ရရှိရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါဆိုတော့ဆရာမဒီတိုင်ကောင်းကင်ဆာဆိုတာဘာလဲပေါ့နော်ပြီးတော့ဒီဘယ်လိုလုပ်ပြီးတော့စစ်ဆေးရမလဲဘာလို့အရေးကြီးလဲဆိုတော့ပထမဆုံးပြောပြပေးပါမလားဆရာ။ဟုတ်ကဲ့အပ္ပမဆုံးပြောချင်တာကတော့တချို့ ਈ ပေါ့လေတိမ်ကောင်းကင်ဆာနဲ့တိမ်ကင်ဆာကိုတူတူလို့အောင်မိကြတယ်ပေါ့လေအမှန်တော့မတူပါဘူးကွာပါတယ် ဒါတိန်ကောင်းကင်ဆာတော့ဒီတိန်ကောင်းထိတ်မှာရှိရဲ service တွေကကင်ဆာဖြစ်တာပေါ့လေတိန်ကင်ဆာကိုတော့ဆရာမတို့ခေါ်တာအတော့ endometrial cancer ဒါမှမဟုတ် uterine cancer ပေါ့လေခေါ်ပါတယ်အခုဒီနေ့ပြောပြမယ့်အကြောင်းကြီးကတော့တိန်ကောင်းကင်ဆာအကြောင်းဖြစ်ပါတယ်တိန်ကောင်းကင်ဆာစစ်ကျင်းတာဘာကြောင့်အရေးကြီးလဲဆိုတော့ဒီလိုမျိုးစစ်တဲ့အတွက်ကြောင့်မို့လို့တိန်ကောင်းထိတ်မှာကင်ဆာရှိမရှိဆိုရဲ့ push ကင်ဆာရှိမရှိဆိုတာလည်းသိပါတယ်နောက်တစ်ခါကျကင်ဆာမဖြစ်ခင် pre cancer cell ဆိုလည်းတွေ့နိုင်ပါတယ်နောက်တစ်ခါကျသိန်းကောင်းထိမှဒါမှမဟုတ်အမျိုးသမီးဒီအင်ကာမှာဆိုရှင်ဒီ virus ဖြစ်တဲ့ HPV ပေါ့လေ human papilloma virus ဆိုတဲ့ virus ပေါ်ရှိမရှိဆိုလည်းဆရာမတို့က detect တွေ့နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ human papilloma virus ကလည်းအရေးကြီးပါတယ်သူက 18နဲ့20%လောက်ကဒီတိမ်ငောင်းကစားဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီလိုစစ်ချင်းအပြင်ဒီ HPV virus ရှိမရှိကိုလည်းသိနိုင်ပါတယ်။အာဘလို့စစ်လဲဆိုတော့အားလုံးသိကြတဲ့အတိုင်းပေါ့လေစစ်တမ်း Pap smear လို့ခေါ်တယ်ပေါ့လေ Pap test ပေါ့လေအဲ့ဒါစစ်ပါလေ။အာနောက်တစ်ခုက HPV cytology ပေါ့လေ။အဲ့ဒီနှစ်မျိုးလုံးကဒီတိမ်ငောင်းထိတ်မှာ ဒီ swap လေးနဲ့ယူလာပါတယ်တူတူပဲပေါ့ယူလာတော့တူတူပဲစစ်တဲ့ဟာတော့ Baptist နဲ့ HPV cytology ပါဟုတ်ကဲ့ကျေးဇူးပါဆရာမဆိုတော့ဒီအင်္ဂါကင်ဆာဆစ်ဆေးခြင်းကိုဘယ်ချိန်ကနေစပြီးတော့စတင်တင်တယ်လဲပေါ့နော်ပြီးတော့ဘယ်နှနှစ်မှတခါဆစ်ဆေးရင်ကောင်းမလဲဟုတ်ကဲ့သူကတော့စပြီးတော့စစ်တာကတော့ခုနကတည်းက ပက်စမီယာယူမယ်ဆိုလို့ရှိရင်တော့27နှစ်လေစာစစ်တယ် HBV cytology ဆိုလို့ရှိရင်တော့25နှစ်စာစစ်တယ်ပေါ့လေအာပက်စမီယာယူမယ်ဆိုလို့ရှိရင်တော့27နှစ်ဆိုလို့ရှိရင်သူက every uh 3 years ပေါ့လေပက်စမီယာပေါ့ HBV cytology ဆိုလို့ရှိရင်တော့25နှစ်ကစာရတယ်ပေါ့လေအဲ့ဒါဆိုရင်တော့ every 5 years ပေါ့အဲ့တော့အဆူအနေနဲ့ဆိုလို့ရှိရင်ဆမခွဲမယ်ဆိုလို့ရှိရင်တော့27ကနေ29ပေါ့လေအဲ့အတွက်အဆူတစ်ခုရယ် 30ရာနဲ့65အုပ်စုတခုလေ65ထက်အုပ်စုတခုလေဘလို့စစ်မှာပေါ့လေအဲ့တော့27ကနေ29ဆိုကြည့်ခုနဆက်မပြောတိုင်း27ဆိုလို့ရှင်တော့ဒီ back test ပေါ့လေအာဟာ25ဆိုလို့ရှင်တော့ HPV ပေါ့လေဆိုတော့27ဆိုလို့ရှင် every 3 years အာ25ဆိုလို့ရှင် every 5 HPV ဆိုလို့ရှင် every 5 years ပေါ့အဲ့ဒါက29နေပေါ့လေအာ30ကနေပြီးတော့65ဆိုလို့ရှင်ခု ณะอ่า peps เนี่ยဆိုလို့ရှိရင် peptis ဆိုရှင် every 3 years ပါอ่า hpv cytology ဆိုရှင် every 5 years ပါဒီ hpv เนี่ยอ่า peptis เนี่ยနှစ်မျိုးလုံးဆိုလို့ရှင် ਨੇ every 5 years ပါအဲ့လိုမျိုးပြောထားပြီမဲ့လို့လေတကယ်လို့စစ်တဲ့ခါမှာ abnormal ဆိုလို့ရှင် detect ဆောပြီးတော့သူတို့ရဲ့ပေါ့လေညွှန်ကြားတဲ့အတိုင်းစောစောစီစီပြန်စစ်ပါတယ်ဟုတ်ကဲ့အသက်65နှစ် ပေါ့လေအခုနဆရာမပြောရတဲ့အတိုင်း30ကနေ65ကြီးပြည့်ရခါမှာ65ကျော်ရဆိုလို့ရှိရင်အရင်တော့ prep test စစ်ထားလို့ normal ဆိုရင်ဘာမှမရှိဘူးဆိုလို့ရှိရင်ဆရာတို့ရက်ပါတယ်စစ်ထားခါအာဒါမဲ့လို့လေတချို့ကြီးကြတော့တိန်ထုတ်ထားတဲ့လူတွေပေါ့လေတိန်ထုတ်ထားလို့65မပြည့်ပေမဲ့လို့လေတိန်ထုတ်ထားတဲ့ခါမှာရိုးရိုးသွေးဆင်းလို့ပေါ့လေသူတွေများလို့ဘနိုင်းကြောင့်မလို့ထုတ်ထားရလို့ဆိုရင်ဒီကျမတို့ pep test ဆို တက်နေလည်းမစစ်တော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူကဟိုပက်ပတက်စာတိန်ကောင်းကင်ဆာဆိုတော့တိန်ထုတ်တော့တိန်ကောင်းကမရှိတော့ဆိုတော့ဆစ်ဆစ်အကြောင်းမရှိဘူးလေ။ဒါပေမဲ့လို့လည်းတိန်ထုတ်တဲ့ဟာခုနတိန်ကောင်းကင်ဆာကြောင့်ထုတ်တဲ့ဆိုလို့ရှိရင်တော့ဒီတိန်ကိုထုတ်ပြီးတော့လည်းဆက်ပြီးတော့စစ်ပါတယ်။ဘိုးဆက်ရှိမရှိကိုကင်ဆာပြတ်မပြတ်ကိုသူတို့ညွှန်ကြားတဲ့အတိုင်းဆက်လက်ပြီးစစ်ပါတယ်။ 65ကျော်ရင်တော့ခုနပြောခဲ့တဲ့ပုံလေးရက်တယ်ပေါ့လေစစ်ကရက်တယ်ဒါပေမဲ့လို့လည်း65ကျော်ပြီးတော့ဆက်ပြီးစစ်တာတော့ဒီကိုခံအားရောတယ်လို့ပြောတယ် HIV patient တွေရဲ့နောက်ကကြောင့်ကိုခံအားရောတဲ့ဆေးတွေတောက်နေရတူတယ်ဆိုလို့ရှိရင်သူက65တဲ့ကျော်ရဲ့စစ်ပါတယ် ဒါဆိုဆမခုနကပြောတဲ့ဒီ HPV virus ဆိုတာဟာဘာလဲဆိုတော့ပြောပြပေးပါဦးလားရှင်။ဟုတ်ကဲ့။အာ HPV virus ဆိုတာကတော့ human papilloma virus ပါ။ဒီ virus မှာအမျိုးပေါင်းအများကြီးရှိပါရဲ့။တချို့အမျိုးတွေကကြာ benign ပဲဖြစ်တယ်ပေါ့လေ။အားလုံးသိတဲ့အတိုင်းပေါ့ genital warts ဆို ဟိုကျွတ်နို့တော့ပေါ့လေ what စပါလေဆိုရှင်ဒါ HPV ကဖြစ်တဲ့ဒါမှမဟုတ်သူက benign ပေါ့လေသူက non cancerous HPV ပေါ့လေအာဒါမှမဟုတ်တချို့ HPV ကကြတော့အာ high risk ပေါ့လေ high risk ဆိုတော့ cancerous ပေါ့လေဆိုတော့ cancer ဖြစ်နိုင်ပါတယ်အဲ HPV virus ကဘလို့ကနေရလဲဆိုတော့ဒီ intimate skin contact ပေါ့လေ intimate skin contact ကမှရပါတယ်ဒါကြောင့်မို့လို့ HPV virus ကို ကာကွယ်နိုင်အောင်လို့အခုဆိုလို့ရှိရင် HPV immunization ဆိုလဲပေါ့လေကာကွယ်ဆေးရှိပါတယ်ဒီကာကွယ်ဆေးကိုစမတ်တို့အကြံဉာဏ်ပေးရတော့17နှစ်နဲ့17နှစ်ကစပြီးတော့ပေါ့လေဒီကာကွယ်ဆေးထိုးလို့ရပါတယ်တချို့ဆိုရှင်9နှစ်ကလည်းအကြံဉာဏ်ပေးပါတယ်ဒါပေမဲ့26နှစ်ထိပဲအကြံဉာဏ်ပေးရ26နှစ်ကျော်ရင်တော့ဟော recommend မလုပ်ဘူးပေါ့လေဒါပေမဲ့လို့ကိုကိုယ်တိုင်ထိုးချင်တော့လည်းရတယ် ။ဘာဖြစ်လို့လဲခုဆိုတော့ဆရာမခုညာပြောတဲ့အတိုင်း HPV virus ကသူကသဲမှာကိုခန္ဓာကိုယ်မှာဝင်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီ immunization ပေးလဲကာကွယ်ဆေးပေးလဲသူကမကာကွယ်နိုင်တော့ပါဘူး။ဒါကြောင့်မို့လို့ကိုဒီခန္ဓာကိုယ်ရဲ့မှာဒီ HPV virus မဝင်ခင်ပေါ့လေ intimate skin contact မရခင်စက်တင်နေစနေနေဒါမှမဟုတ်စောခြင်းကိုနစ်ခဲ့တဲ့စပြီးတော့စစ်တင်ပါတယ်ခုနဆင်မပြောတဲ့အတိုင်း cancerous မှာဘလို့ cancer ဖြစ်နိုင်လဲဆိုတော့ဒီအမျိုးသားတွေရောအမျိုးသမီးတွေရောပေါ့လေဒီ or a to the intimate context or cervical cancer mm. vaginal cancer vulvar cancer ပေါ့ဒါအမျိုးသမီးလိင်အင်္ဂါမှာဖြစ်တဲ့ cancer ပေါ့အမျိုးသားလိင်လိင်အင်္ဂါမှာဖြစ်တဲ့အားတော့ benign cancer ပေါ့လေ now oral body oral cancer oral pharyngeal body ဒီမောက်တို့ဒီခြံတို့ဒီလက်ချောင်းတို့ပေါ့လေအဲ့ cancer လေ intimate context မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုး HPV virus ကိုဟို body ထိုးကြရပြန် ဒီဟိုကန်ဆာရောလက်ကွက်နိုင်ပါတယ်။အဲ့တော့ ဟိုမေးကြမယ်လေငါ HPV ကအင်မူနိုက်ဇေးရှင်းထိုးထားပြီးပြီအဲ့ဆိုရင်တော့ငါတိန်ကောင်းကန်ဆာရမှာမဟုတ်ဘူးထိုးပေါ်ပေါ်လေး Pap smear လုပ်စရာမလိုဆိုတော့မဟုတ်ပါဘူးအဲ့တော့ Pap smear ကိုကာကွယ်ဖို့ကတော့ခုနရှင်မပြောရတဲ့ Pap smear လုပ်ကြပါအတိန်ကောင်းကန်ဆာကာကွယ်ဖို့အတွက် Pap smear လုပ်ကြပါနောက် HPV immunization ထိုးပါနောက်တစ်ခါကျတော့ဒီအမျိုးတပတ်ဆက်ဆံတဲ့ခါမှာလေ condom တို့မှာနောက် white smoking လုပ်ပါလို့အကြံဉာဏ်ပေးပါတယ် ယ်တကယ်လို့များကြည့်လို့အမ် question တော့ဘာလို့ရှိတယ်ဆိုရင်ဘာနော် DW doctor တွေလည်းမေးလို့ရတယ်ဟုတ်ကဲ့မေးလို့ရပါတယ်နောက်ဒီတခါမှပေါ့လေဒီတိမ်ငောင်းကစားမစစ်ဖူးတဲ့သူဒီအားလုံးပေါ့လေဟိုကိုယ့်ရဲ့မိသားစုဆရာဝန်ကိုခေါ်ပါတော့ခေါ်တော့ကိုယ့်ရဲ့မိသားစုဆရာဝန်မရှိဘူးဆိုလို့ရှိရင်လည်း grace cell ကိုခေါ်ကြရတယ်29 269 965 8866ကို copy ရော ဒီဖြစ်ပေါ်လေး cervical cancer screening ကိုလုပ်ပါလို့အထူးတိုက်တွန်းလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်